မေခွန်းနေတစ်ခုပြီးတစ်ခု မေးတဲ့မေခွန်းလားမမေးတဲ့မေခွန်းလားလဲမသိဇက်ထိုက်မေးတဲ့သူတွေနဲ့ကြုံမှုပါသလားဥပမာဟဲ့နင်ကဘာအလုပ်လုပ်နေတာလဲလားကစားလားလားကဘယ်လောက်ရလဲစားသဖြင့်ပေါ့နော်အဲ့လိုအမေးခံရတဲ့အခါစိတ်အနှောက်ယှက်ဖြစ်တယ်ကိုယ့်ရဲ့ပိုင်တဲ့ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ခံစားချက်မျိုးခံစားရတယ်ဟုတ်တယ်မလားအဲ့လိုခံစားရတာကတင်တယောက်သေးတော့မဟုတ်ပါဘူး ဒီဗီဒီယိုလေးမှာဆက်စုတဲ့သူတွေရဲ့မိခွန်းတွေကိုမိတ်မပြတ်စီပဲရရင်ကြေးကြေးကြိုက်တွေ့နိုင်တဲ့နီလန်း၅ခုကို ပြောပြချင်ပါတယ်။နီလန်းတွေကိုမပြောခင်ဘာဖြစ်လို့မိခွန်းတွေအများကြီးမေးကြတာလဲဆိုတာကိုစဉ်းစားကြည့်စီချင်ပါတယ်။မိခွန်းမေးကြတဲ့သူအများစုကသူတို့ရဲ့မိခွန်းတွေနဲ့ကျမတို့ကို စိတ်နှောက်ရှက်ဖြစ်စေဖို့ရည်ရွယ်ကြတာမဟုတ်ပါဘူး။တချို့ကသူတို့ကျမတို့ကိုဂယုစိုက်တယ်ဆိုတာကိုပြဖို့မေးပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ကိုတွေးတစ်ခုကကျမမလေးရှားနိုင်ငံမှာကိုးနှစ်လောက်နေပြီးအလုပ်လုပ်ခဲ့တော့ကအလုပ်နဲ့ဆက်ဆံရတဲ့သူအများစုကတရုတ်စီးပွားရေးသမားတွေဖြစ်ပါတယ်အဲ့ဒီတော့ကအဝင်းနင်လားကဘလောက်ရလဲဆိုတာကိုမကြခဏအမေးခံရပါတယ်ပထမတော့ကျမစိတ်ထဲမှာအဆင်မပြေဘူးပေါ့ဟဲ့ဘယ်နဲ့လူတွေလဲဒါကိုကြီးကိုတာမေးခွန်းဆိုတာကိုမသိဘူးလားစသဖြင့်ပေါ့ကိုပါကိုစိတ်ထဲမှာပြောနေမိတာပေါ့အဲ့ဒီတော့သူတို့မေးတိုင်း음 I'm okay ဆိုပြီးခက်ရှုံရှုံမျက်နာနဲ့စကားလွှဲတာပေါ့နော်။နောက်အနေကြာလာတော့မှတရုတ်လူမျိုးတွေအတွက်နေဝင်ငွေဘလောက်ရလဲလို့မေးတာကနေအဆင်ပြေရဲ့လားလို့မေးတာနဲ့အတူတူပဲဆိုတာကိုနားလည်သွားပါတယ်။သူတို့ကသူတို့ရဲ့ဂယုဆိုင်မှုကိုပြတဲ့အနေနဲ့မေးတာဆိုတာကိုမသိခဲ့တော့အတော်စိတ်အနှောက်ယှက်ဖြစ်ခဲ့ရပါတယ်။တချို့ကတော့ဆက်ဆူတဲ့စိတ်တိကျတဲ့စိတ်ကြောင့်မေးပါတယ်။တခါတည်းရင်ကျမတို့ကိုယ်တိုင်မမေးသင့်ဘူးဆိုတာသိပြီမင်း အတော်သိချင်လို့မေးလိုက်မိတာမျိုးရှိတယ်မလားအမျိုးသမီးတယောက်အနေနဲ့ဥပမာပေးကြည့်ရမယ်ဆိုရင်အခုမှတွေ့ခါစားတစ်စိမ့်တယောက်ကိုအမဝတ်ထားတဲ့အင်ကြီးလေးကအရန်လှတာပဲဘယ်ကဝင်လာတာလဲယင်ဆိုတာမျိုးပေါ့တချို့ကတော့သူတို့ပြင်းနေလို့ဒါမှမဟုတ်ဘာပြောရမယ်ဆိုတာကိုမသိလို့မေးတာဖြစ်ပါတယ်တချို့ကတော့လူတိုင်းမှာသူတို့ရဲ့ public စီးဆိုတာရှိတယ်အဲ့ဒီစီးကိုမကြော်ရဘူးဆိုတာကိုနားမလည်လို့မေးပါတယ် ဒီလိုပါဖြစ်လို့မေခွန်းနေမေးကြတာလေဆိုတဲ့အကြောင်းရင်းတွေကိုနားလည်သွားတဲ့အခါကိုကိုကိုဒေါသမဖြစ်အောင်စိတ်ကတိကမဖြစ်အောင်ကာကွယ်ဖို့ပို့ပြီးတော့လွယ်ကူစေပါလေ။ဘာဖြစ်လို့စိတ်မတက်မတာဖြစ်တာလဲ။မေခွန်းနေကတစ်ခုပြီးတစ်ခုဇာတိုင်းဖြစ်တဲ့အခါတချို့ဆိုပထမမေးထားတဲ့မေခွန်းကိုဖြေနေတာမပြီးသေးဘူး။နောက်ထပ်မေခွန်းနောက်ထပ်မေခွန်းကိုထပ်မေးတာပါ။အဲ့ဒီအခါမှာလူအများစုကစိတ်ဖြစ်စီမှုဖြစ်ပါတယ်။ အရန်ပုပ်ပလီကဆန်နေမိကုန်းကိုအမေးခံရတဲ့အခါဥပမာဘာဖြစ်လို့အိမ်တော်မပြုတ်သေးတာလဲဆိုတာမျိုးသားသမီးမယူဘူးလားဆိုတာမျိုးပေါ့အဲ့ဒီအခါမျိုးမှာအဲ့ဒါရှင့်အပူလားလို့ပြန်ပြောချင်တာမျိုးပေါ့နော်ဟုတ်တယ်မလားနောက်တစ်ခုကမိကုန်းတစ်ခုကိုပဲတွေ့တိုင်းထက်ခါထက်ခါမေးတာမျိုးပါရိုးရိုးဥပမာလေးတစ်ခုကိုပြောပြကြည့်ရမယ်ဆိုရင်ကျမအတိညမလေးတယောက်အိမ်မှာကြောင်လေးလေးကောင်မိထားပါတယ်သူတို့အိမ်သားအန်တီကသူ့ကိုတွေ့တိုင်း တမီးအိမ်မှာကြောင်မွေးထားတာနော်ဘယ်နှကောင်လဲလို့မေးပါတယ်သူကလေးကောင်ပါအန်တီလို့ပြန်ဖြေပါတယ်နောက်တည့်ရချားလောက်တွေ့တော့လေတမီးကကြောင်ချစ်တာနော်တမီးအိမ်မှာကြောင်ဘယ်နှကောင်လို့မေးပါတယ်လေးကောင်ပါအန်တီလို့ပြန်ပြောပါတယ်နောက်တစ်ပတ်မှတွေ့တော့လေအော်တမီးတမီးအိမ်မှာကြောင်လေးဘယ်နှကောင်ရှိတယ်ဆိုတာထပ်မေးတော့စိတ်ဆိုးစရာကိစ္စမဟုတ်ပေမဲ့လေလေးကောင်လေးကောင်လို့အဟောအပြစ်ချင်စိတ်ပေါက်တယ်လို့သူကပြောပြဟုတ်ပါတယ်ဒီတော့ မတင်တော်တဲ့မိကွန်းနေကိုရီးကိုတာမိကွန်းနေဒလက်ဆက်မိကွန်းနေကိုမိတ်မပြတ်စီပဲဒေါသဖြစ်ဖို့မလိုပဲကင်တွင်နိုင်တဲ့နီလန်း၅ခုကိုပြောပြချင်ပါတယ်။ဖြည်းဖြည်းဖြေပါ စကားပြောနေတဲ့အချိန်ကို short ချပြစ်လိုက်ပါ။မဖြေချင်တဲ့မိကွန်းကိုအမေးခံရတဲ့အခါမြန်မြန်ထက်ထက်ကြည့်ပြန်မဖြေပါနဲ့။ခဏ pause လုပ်လိုက်ပါခဏရပ်လိုက်ပါအသက်ဝါးဝါးရှူပါပြီးတော့ဖြည်းဖြည်းပြန်ပြောပါဥပမာอืม အဲ့ဒါကလေငါစဉ်းစားလိုက်ပါအောင်မယ်စသဖြင့်မေးတဲ့သူရဲ့အရှိန်နဲ့သူ့ရဲ့စိတ်အားထက်သန်မှုကိုရှော့ချပြစ်လိုက်တာပါအဲ့ဒီအခါမှာတင့်ရဲ့တည်ငြိမ်အေးဆေးမှုကတစ်ဖက်သားကိုလေတတိပေးရာရောက်ပါတယ်တင့်ကိုယ်တိုင်ကိုရော မေးခွန်းမေးတဲ့သူကိုရောဒေါသဖြစ်မသွားအောင်ထိန်းထားပေးနိုင်ပါတယ်တိုးတိုးတုတ်တုတ်ဖြေပါ ကျမတို့မဖြေချင်တဲ့မေးခွန်းတွေကိုအရှိကြီးရှင်းပြနေဖို့ကျမတို့မှာတာဝန်မရှိပါဘူးဒါကြောင့် တင့်ကိုစိတ်ကတိကောက်ဖြစ်စီတဲ့မိကွန်းဆိုရင်တူတူတုတ်တုတ်ဖြေပါဒါပေမဲ့ဖြည်းဖြည်းဖြေပါဘာဖြစ်လို့လဲဆိုတော့အဖြေကတိုတဲ့အပြင်မြန်မြန်ကြီးဖြေလိုက်ရင်စိတ်မရှိသလိုဒေါသဖြစ်လို့ဖြေသလိုမျိုးစောင့်ကြီးအောင့်ကြီးဖြေလိုက်တယ်လို့မျိုး ဖြစ်မသွားစေဖို့အတွက်ဖြစ်ပါတယ်ဥပမာအော်အဲ့ဒါတိတ်မတည်ကြသေးဘူးရှင့်ဆိုတာမျိုးဒါမှမဟုတ်အဲ့ဒီကိစ္စကစဉ်းစားနေတော့ပါဆိုတာမျိုးဒါမှမဟုတ် နောက်တော့မှပြောကြတာပေါ့အစသဖြင့်ပြောနိုင်ပါ रे ရိုးရိုးနဲ့ခတ်တူတူအဖြေကတင်းစိတ်ထဲမှာရှိတဲ့ဖြစ်အားကိုရှော့ချပေးနိုင်ပါ रे စကားလမ်းကြောင်းပြောင်းပါပြောလဲစအကြောင်းအရာကနေအခြားအကြောင်းအရာတစ်ခုကိုညင်ညင်သာသာပြောင်းပြောပါဥပမာစကားမဆက်နင့်အလုပ်ကအဆင်ပြေတယ်မလားဒါမှမဟုတ်တခြားပြောစရာကောင်းတဲ့အကြောင်းပြောင်းပြောကြတာပေါ့ဟာစသဖြင့်ပြောလဲစစကားကောင်းခြင်းကို ပြောင်းနိုင်ပါ रे ။ ဒီလိုပြောတာကယဉ်ကျေးပြီးတော့ကိုယ့်ရဲ့စိတ်နှလုံးငြိမ်းချမ်းမှုကိုလည်းကာကွယ်ထားနိုင်ပါတယ်။တင့်ရဲ့စီးကိုရှင်းရှင်းလင်းလင်းပြပါ။တင့်မဖြေနိုင်တဲ့တင့်ရဲ့ကိုရေးကိုယ်တာကိုတစ်ဖက်သားကိုရှင်းရှင်းလင်းလင်းနဲ့ကြင်ကြင်နာနာပြောပြနိုင်ပါတယ်။ဥပမာကျမအဲ့ဒီအကြောင်းကိုမပြောချင်သေးလို့ပါ။ဒါမှမဟုတ်အဲ့ဒါကကျမအတွက်နည်းနည်းကိုရီးကိုတာကိစ္စဖြစ်နေတယ်ဆိုတာမျိုးပေါ့အဲ့လိုအဖြစ်မျိုးကနှစ်ဖက်လုံးပေါ်လေးစားမှုနဲ့ ကိုယ့်ရဲ့ရိုးသားမှုကိုတည်တည်ငြိမ်ငြိမ်ပြတာမို့ကျမရဲ့အကြိုက်ဆုံးနီလန်းတစ်ခုလည်းဖြစ်ပါတယ်။နီလန်းကနောက်ဆုံးနီလန်းကခက်ခွက်ခွာနေပါ။တချို့အခြေအနေတွေမှာအကောင်းဆုံးနီလန်းကတော့ကိုယ့်ကိုစိတ်နှောက်ရှက်ဖြစ်စေတဲ့သူတွေနဲ့ခက်ခွက်ခွာနေဖို့ပါ။သူတို့မေးသမျှကိုသင်ဖြေနေဖို့မလိုပါဘူး။သင်ဘဝကိုသူတို့ကိုရှင်းပြနေဖို့မလိုပါဘူး။ကိုယ့်စိတ်နှလုံးငြိမ်ချမ်းမှုကိုကာကွယ်တာဟာရိုင်းဆိုင်တာမဟုတ်ပါဘူး။ အဲ့ဒါဟာနှစ်ဦးနှစ်ဖက်လုံးကိုကျမ်းမာစေတဲ့အလေးအကျင့်နဲ့သဘောထားဖြစ်ပါတယ်။အနှစ်ချုပ်ပြောရမယ်ဆိုရင်တင့်ကိုစိတ်အနှောက်ယှက်ဖြစ်စေတဲ့တင်မဖြေခြင်းနဲ့မိခွန်းလေးကိုတီတီငင်ငင်ကြင်ကြင်နာနာနဲ့မိတ်မပြတ်ဖေးကင်တွေ့ခြင်းနဲ့ဆိုရင်မိတဲ့သူရဲ့စိတ်အားထက်သန်မှုအရှိန်ကိုလျှော့ချနိုင်မှုအတွက်ဖြည်းဖြည်းဖြည်ပါတိုးတိုးဖြည်ပါ စကားလမ်းကြောင်းလွှဲပါ စကားလမ်းကြောင်းလွှဲလို့မရခဲ့ရင် သင်ရဲ့စီးကို ရှင်းရှင်းလင်းလင်းပြောပြပါခက်ခွာခွာနေပါလူတိုင်းမေးသမျှကိုဖြေဖို့တင့်မှာတာဝန်မရှိပါဘူးသင်စိတ်နှလုံးငြိမ်းချမ်းဖို့ဟာတခြားသူတွေရဲ့ဆက်ဆုပ်မှုထက်အရေးပါပါတယ်ဒီဗီဒီယိုလေးကြောင့်မိတ်ဆွေဟာဆက်ဆုပ်တဲ့မိကွန်းတွေကိုကောင်းစွာဂရင်တွေ့ပြီးသင်ရဲ့စိတ်နှလုံးငြိမ်းချမ်းမှုကိုကာကွယ်နိုင်မယ်လို့ယုံကြည်ပါတယ် ဘဝကိုဉာဏ်ပညာရှိရှိပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားနိုင်ဖို့တန်ဖိုးရှိတဲ့အကြောင်းအရာမျိုးစုံကိုပြောပြဖို့ကြိုးစားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ထားမင်းဆိုရင်နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့နိုင်ပါပြီအဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်